အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ယခုတစ်ခါဖတ်ပြတင်ဆက်ပေးမှာကတော့ဆ iam မကြီးတမ်းမြင့်အောင်ရေးသားထားတဲ့ဝိတ္ထုတို့နှစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်။ပထမဆုံးဖတ်ပြတင်ဆက်ပေးမယ့်ဝိတ္ထုတို့လေးကတော့ကိုယ့်ရဲ့ကိုယ်ဆက်ဆိုတဲ့ဝိတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါအောင်ရှင်။ကိုယ့်ရဲ့ကိုယ်ဆက်ဒီမှာဒီမှာကိုကိုကိုဘာကောင်မှမသိတဲ့လူမျိုးကို ခမရတို့မြင်ဘူးလား။ မမြင်ဘူးရင်ဟောဒီမှာကြည့်ထားဒီမာလေးဗျာကျုပ်ကျုပ်ကိုပြောတာဗျာဘာပြောတယ်ဟာဆရာကလည်းဟုတ်လားဘာဆရာလဲကျုပ်ကိုခမည်းတော်ကဆရာဆရာနဲ့လှုပ်နေကြတာကျုပ်ကိုကျုပ်တောင်းမှ မလုံတော့ဘူးဗျဘာလို့မလုံရမှာလဲဆရာရဲ့ဆရာကဆရာမဟုတ်လို့လားတဲ့ခမည်းပဲမေးတတ်တယ်အင်းပေါ့ခမည်းတော်ပြောသလိုဆရာတော့ဆရာပေါ့ဗျာ ကျုပ်ကမူလာရမ်းပြဆရာကလေးကျုပ်တပည့်လေးတွေအတွက်ကတော့ကျုပ်ကဆရာပေါ့အဲ့ဒီကျုပ်တပည့်လေးတွေကိုတောင်မှကျုပ်ကအနာဂတ်ကာလမှာကျုပ်ရဲ့ဆရာကြီးတွေဖြစ်ရမယ်လို့ရည်မှန်းထားတာအခုတော့ကလေးတွေနဲ့ကလေးမိပါတွေတွေမဟုတ်ဘူးခမရတို့တရက်ကလုံးကကျုပ်ကိုဆရာဆရာနဲ့ကျုပ်မပါရင်ပဲဘယ်ပွဲမှမပြီးသလိုဖြစ်နေကြတော့ကျုပ်ကခမရတို့အပေါ်ဆရာကြီးလုံနေသလိုဖြစ်မနေဘူးလား လုံဘူးဗျတကယ်တော့အကျုပ်ကဘာကောင်းမှဟုတ်တာမဟုတ်ဘူးနေရတကာမနေနိုင်လို့ဟိုဆက်ဆက်ဒီဆက်ဆက်ဝင်ပါမိရင်ကနေဘာမှမသိပဲနဲ့အလိုလိုနာမည်ကြည့်နေတာရက်ွက်တဲ့ตาရေးဖြစ်ဖြစ် နာရေးဖြစ်ဖြစ်တခုတခုခုလှုပ်တော့မယ်ဆိုတာနဲ့ဆရာလေးကိုပြောလိုက်ဆရာလေးစီယုံပြီးလှုပ်သွားလိုက်မယ်ဆိုပွဲကအဆအဆုံးခါကုန်းအောင်သာခြပြီးတော့တာပဲ။ လူကြီးပွဲဖြစ်ဖြစ်လူငယ်ပွဲဖြစ်ဖြစ်ဘယ်သူနဲ့ဘသူကြားပါလို့လို့ဆရာလေးဒါပြောလိုက်ပါဆရာလေးပြောရင်ရပါတယ်ဆိုတာနဲ့ပဲကျုပ်မှအဟုတ်ကြီးမှတ်ပြီးတော့ပစိုးကောင်ကြိုက်မတက်အာသွန်ခွန်ဆိုင်လှုပ်လိုက်ရတာမပြောပါနဲ့တော့ချစ်ကြခင်ကြတာဟုတ်လားဟုတ်ပါတယ်ကျုပ်ကငငယ်ကလေးကဆက်ဆက်ဆော့ဆော့ကောင်မဟုတ်လားတက်ကြီးရွယ်ဦးလေးခြေသက်လက်သက်ညက်ပြီးရေချိုးပေးတာကအစရွာမှာတော့ကတပိုင်းလုံးကျုပ်ဥဆောင်ပြီးတော့တက်ကြီးပူဇော်ပွဲတို့ ဘာလို့လုတ်ခဲ့တာရွာမှာလူကြီးတွေကို ရေကြော့တာကဒီမှလို့ပတ်ပေါ်မဟုတ်ဘူးကရောင်းမြအောင်ကြိုက်ပြီးတော့မှတွင်းထဲကရေကိုလက်ယုံလက်မအောင်ဆွဲရတာကျုပ်ကတော်သားဗျငငယ်ကလေးကအဖေကြီးအမေကြီးလေးယောက်နဲ့အတူပြုတ်ဆူပြီးတော့ပြုတ်ဆူပြီးနေလာရတာဆိုတော့လူကြီးတွေမျက်စိထဲမှာတော့အဖို့ကျိုးနေခဲ့တာဒီလိုပဲရွာကာလာသားတွေဆိုလဲကျုပ်ကိုကာလာသားကောင်းလို့ သတ်မှတ်ထားကြတာအလှမင်္ဂလာဆောင် ရှင်ပြုယဟန်ခန်းဆိုရင်လေလူငယ်တွေကိုကြုတ်ပဲဥစည်းဥဆောင်ဥရွက်ပြုတ်ပြီးတော့လောက်အားကူခဲ့တယ်ဆိုတော့အခုလိုမြုပ်ရောက်ပြီးတော့ကျောင်းစီယာလုတ်တဲ့ရက်ကွက်ထဲလူကြီးလူငယ်တွေနဲ့အပေါင်းအသင်းဖြစ်သွားတာကြုတ်တော့မဆမ်းပါဘူးဗျာလူမှုဆက်ဆံရေးမှာကြုတ်လို့တောသားကဘာမှအထူးကြိုးစားပြီးတော့တဲ့အောင်ပေါင်းနေစရာအကြောင်းမှမရှိဘဲနဲ့ဟိုအလိုလို လူပေါင်းသူပေါင်းစုံနေတာရက်ခွက်ဆိုလို့တော့ပြောရအောင်မယ်မြို့လေကောင်ကပညာတတ်လူကုန်ထန်တွေများတဲ့ရက်ခွက်တော့မဟုတ်ပေဘူးဗျအရင်တုန်းကကျူးကျော်ဆိုလားဘာလားအဲ့ဒီလူတွေအတွက်ပြန်ပြီးတော့နေရာချပေးထားတဲ့မြို့တစ်ကရက်ခွက်အစ်စ်ကလေးတခုဗျမြို့တစ်ရွာတစ်မှာရက်ခွက်အစ်စ်နဲ့ဆိုတော့လူတွေကလည်းစိတ်တစ်ကိုတစ်နဲ့တက်ကြွနေကြပုံကချက်တည်းရှိပါဗျာ သူများမပြောနဲ့ကျုပ်တောင်မှတော်သားမျိုးတက်လာကားစားကဥလဲလဲရဲ့နောက်မှပကြီးနေတဲ့အရက်ကိုဆက်ဆက်ရှာဖွေပြီးတော့ဒီနေရာရောက်လာတာရောက်လာပြီမကြပါဘူးဗျာခုလိုအတိမိတ်ဆွေတွေ တိုးပွားပြီးတော့အလကားမနေတတ်တဲ့ကျုပ်ကလည်းမူရတန်းကျောင်းတစ်လေးမှာဆရာဖြစ်သွားခဲ့တာဆိုပါတော့ဟုတ်ပါတယ်ခမည်းတော်တိပိသားဆိုတာမှန်ပါတယ်ကျုပ်ပြောချင်တာက ခမရတော့မြို့သားစစ်စစ်တွေပါဗျမြို့ပေါ်မှာမွေးတာမဟုတ်တော့မှကျုပ်ထက်အရင်မြို့ရောက်နေကြတာတေချာလို့မြို့ဟောင်းကနေအောင်မှမြို့တည်ပြောင်းလာကြတာမဟုတ်လားပြီးတော့ခမရတို့ထဲမှာပညာတတ်တွေလည်းရှိတယ်ဗျစပင်ညက်တဲ့ကိုဖိုးမတ်ကလည်းဆယ်တန်းတစ်ခါကြာဘူးတာဆိုဟုတ်လားနဲလားကျုပ်ကသူ့ထက်နည်းနည်းပဲပိုတင်ရတာအရှိန်ပိုင်းကအဘတန်းဆိုလဲ ဟိုတုန်းက9တန်းနဲ့အင်္ဂလိပ်စာများအခု10တန်းအောင်တဲ့လူထက်အများကြီးတာတယ်ဒီလိုပဲဒီရက်ထဲကလူတွေရဲ့ရုပ်ရည်ရောညံရင်ညံသွေးရောမနှိမ်ကြပါဘူးဗျာဒါနဲ့များကြုတ်လို့ကောင်းကိုဘာတွေအထင်ကြီးနေကြတယ်မပြောတတ်ဘူးမင်းကခိုင်ကောင်းကကိုကွာလို့ပြောတဲ့ဘာကြီးရဲ့စကားကိုတော့ကြုတ်လက်မခံချင်ဘူးကြုတ်ပေါ်ဒီလိုစေတနာနဲ့ မြောက်ပြင်ပြီးတော့ခိုင်းနေကြတာမဟုတ်မှန်းကျုပ်ကယုံကြည်ပြီးသားဖြစ်ချင်းဖြစ်ရင်ကျုပ်ကိုကမျက်နှာလိုအားရကိုစွမ်းကိုစားပြကြင်နေတာဖြစ်လိမ့်မယ်အဲအဲ့ဒီလိုကြွားလုံးထုတ်တာမျိုးလဲမဟုတ်ပြန်ဘူးဗျကို့အကြောင်းကကို့အသိဆုံးပေါ့မနေနိုင်တာမနေနိုင်တာဘာလေးလုံးလိုက်မယ်ကြားလိုက်ကြားလိုက်ကျုပ်ကဝင်ပါပြီးသားဖြစ်နေရောပြီးတော့အရင်ရွာမှာတော့ကလည်းအတွေ့အကြုံတွေနဲ့ စီမံခန့်ခွဲမိနေပြန်ရောဒီလိုနဲ့ပွဲတွေပွဲတွေများလာရကနေနောက်ပိုင်းကျအကြောင်းတစ်ခုခုကိုနာမည်တက်ပြီးတော့ကျုပ်ပခုံးပေါ်တင်ပေးလိုက်တာနဲ့ကျုပ်ပဲအဆအဆုံးပတ်စာခွာဖြာသိမ်းတဲ့ဘဝရောက်တော့တာအားကိုးပါတယ်ဆရာလေးရဲ့ဆိုတာနဲ့ပဲကျုပ်မှပြားနေတော့တာတခါတခါတော့လေကိုကိုကိုရည်ကျင်တာဗျသူတို့ငါ့ကိုဘာလို့အထင်ကြီးကြပါလိမ့်လို့တွေးမိတော့လေအဝိဇ္ဇန်းကြောင့်လေပါမဲလို့ထင်ပါရဲ့ အဲ့ဒီလူတွေဘယ်လိုပုံတံနဲ့အချိန်တွေကိုဖျက်တမ်းလာကြတယ်တော့မသိပါဘူးကျုပ်ကတော့အမေကြီးအဖေကြီးတွေနဲ့ပဲဖုန်ကြီးကြောင်းလိုက်သွားကိုရင်ဝတ်တုံးကရောလူထွက်တဲ့အထိပါတရာတို့တင်းကျိုးတို့အမျိုးဖုန်ကြီးစီမှာတင်ခဲ့ရတာ now အတက်လေးနည်းနည်းရလာတော့အလုံးမရှိတိုင်းအာနေတော့ဖုန်ကြီးစီကဇိနထ ပကာတနီတို့950နိပတ်တို့ မကြံနေကံဖတ်လာတဲ့ကောင်ဆိုတော့အခုအဲ့ဒါလေးတွေပြောတဲ့ဆိုတဲ့စာတန်ပေတန်လေးတွေပါလားအာဝေဇန်းလေးရလဲကောင်းတော့သူများချက်ခေါင်းတလုံးပုံမြင့်နေတယ်ထင်ရပါအခုလဲရွာနဲ့ဘာထူးတော့မြို့တစ်ကလေးကထူထောင်ပြီးကစားရက်ွက်တစ်လေးဆိုတော့တာရင်နိုင်ရဲ့အတင်းဖွဲ့ကြစာကြည့်တိုက်လေးစောက်ဖို့ဆိုစူးစမ်းကြအရက်ချေရရောမူလတန်းเจ้าကရောခလေးတွေကို ညဘက်စေတနာကျူရှင်ကျောင်းကလေးအခက်မဲ့ဝိုင်းတင်ကြနဲ့စီစီလုံးလုံးညင်ညင်ညွတ်ညွတ်နဲ့ပျော်စရာကောင်းသားဗျာကာလသားတွေကိုလည်းဝါရင်းဖိတ်နေမှာ ဥပဒကာဖွဲ့ဖွဲ့ပြီးတော့စုံကြီးခံထွက်လိုက်လို့မိန်းကလေးတွေကိုလည်းဓမ္မဆက်ကြဝေးအသေးဖွဲ့ပြီးတော့ဝိရွတ်လို့အဲအဲ့ဒါတွေကလည်းကျုပ်ပဲစီစဉ်ရတင်ပေးရသဗျာအဲ့ဒါကြောင့်တစ်ခါတစ်ခါရေးချင်တယ်ပြောတာပေါ့ မိန်းကလေးတွေဝိရုပ်ဖို့စာရေးရမိထူကူရအတန်အနေထားနဲ့ရွတ်ပြရတာလေကျုပ်ကိုသူတို့ကရဲစရာလိုသဘောမထားတဲ့အပြင်ရိုးရိုးတည်တည်လေးလေးစားစားနဲ့အပိုးကိုတေလို့ဗျကာလာသားတွေကလည်းပိတ်ဖြူစင်တယ်နဲ့အဖိတ်နေဆုံးခံထွက်လို့မိုက်ခရိုဖုန်းတစ်လုံးနဲ့စိုက်ကားဘေးကနေအတန်နေအတန်ထားနဲ့တရာပအောင်နိုးစောပြီးတော့လိုက်နေရတာလေဒီကောင်ပဲဗျဘယ်သူကမှ ပါလျာကြီးဆိုတဲ့အကြည့်ကလေးတစ်ချက်တောင်းမှဝင့်မလာတာလဲမထူးဆန်းဘူးလားခတ်တာကကျုပ်လုပ်တယ်ဆိုရင်အကောင်ကြီးမှတ်နေကြတာဗျကျုပ်ကလည်းအကောင်ပဲလုပ်ပါတယ်ဘယ်နေရာမှာမှပြက်စီရပြက်စီကြောင်းမကြံပါဘူးဒါပေမဲ့တခါတလေကြတော့လေစေတနာနောက်ကိုအရေးချင်းကလိုက်နိုင်အောင်မှာဗျကျုပ်ရင်ထဲမှာရှိနေတဲ့အာတိတတစ်ခုကကျုပ်ထက်ပိုတက်တဲ့သူတယောက်ယောက်ကိုတော့ ကျုပ်တို့အရက်ထဲရောက်လာစေချင်တာအမှန်ပဲဗျာကျုပ်ကဆရာလို့အာကိုတကြီးခေါ်ပြီးတော့ကျုပ်ကိုအားပေးမဲ့တွန်တင်မဲ့တဲ့မဲ့ပေးမဲ့လူတယောက်ယောက်ပေါ့ခုတော့ကမောက်ကမဖြစ်လိုက်ပုံများ ပြောရအောင်မယ်စူးစမ်းရမယ်လေ့လာရမယ်ခင့်မိရမယ်လို့အခါခွင့်တင်တိုင်းထဲ့တင်ပြထားလေ့ရှိတဲ့ကျုပ်စကားကိုနားထောင်ကြတဲ့ကောင်းတွေလောက်ပုံကိုပြောပါတယ် တနေ့ကကျုပ်တို့ရက်ထဲမှာကိုးကွယ်နေတဲ့ဆရာတော်ကြီးကအသက်80ပြည့်မွေးနေ့ခုနပူဇော်ပွဲလုပ်ဖို့အရက်လူကြီးတွေကတိုင်ပင်ကြတယ်အဲ့ဒီနေ့မှာပဲစိုးစံစင်းလောင်းမွဲနဲ့ရဟန်းခန့်ရှင်ပြုတ်ပွဲရလဲတဆက်သေးရှိနေတယ်ကောင်းတော့ကောင်းပါတယ်အလုများတာလွဲလို့တရက်ထဲနဲ့ပြီးသွားတာပေါ့လူကြီးလူငယ်တွေကလည်းတက်တက်ကြွကြွနဲ့ဘလောက်ကုံကုံဘလောက်ပဲပန်းပန်းကြီးကြီးကျယ်ကျယ် စီမံစမ်းမဆရာလေးရာဆိုပြီးတော့ထုံးစံအတိုင်းကျုပ်ကိုတာဝန်ပေးတော့တာပေါ့ဗျာပြီးတော့ပထမဦးဆုံးစုပေါင်းရဟန်းခံရှင်ပြုပွဲစွန်ကြီးလောင်းပွဲဆိုတော့ကြီးကြီးကျယ်ကျယ်လှည့်ကျင်ကြတယ်အဲ့ဒီနေ့ဟာဆရာတော်ကြီးမွေးနေ့နဲ့လဲတရက်ထဲကြနေတော့အကျယ်တကအကျယ်ဆုံးချဲ့ကျင်နေကြတာဝင်းခင်းဗျာစီတော်ဗျာဒိုးဘက်ဝိုင်းအိုးစီဝိုင်းလဲထဲ့ဗျာရက်ွက်သုံး၄ခုလောက်လဲလှဲ့ဗျာနဲ့ ။ဘာညာနဲ့ကြွားကျင်ကြတဲ့ကလေးတွေကလည်းရှိတော့ကျုပ်ကလည်းလက်ကုံကျဲဖို့ပြင်ရတာတော့ပြင်ရတော့တာပေါ့။ဆရာတော်ကြီးမွေးနေ့ပွဲကိုနည်းနည်းစောစောလုပ်မယ်။ဆိုးမကက်ပြီးရင်တော့မိုးတဲ့ချိန်ကိုခဏနာမုံလွယ်ပြီးညနေဆောင်ရိပ်ပြတာနဲ့ရဟန်းခံရှင်ပြုပွဲနဲ့စိုးစံစိမ်းလောင်းပွဲကိုတခါတည်းပေါင်းလှည့်မယ်။ကြီးကြီးကျယ်ကျယ်လှုပ်ရှင်ကြတဲ့သူတွေအခုလဲအားရှိပါစေ။နောက်လဲရှင်သန်ပါစေဆိုတဲ့စေတနာနဲ့ ကျုပ်သူတို့ပြောသလိုဝင်းခင်းမို့ကလွန်လွန်နဲ့မဖြစ်နိုင်တာနဲ့စီတော်တော့ရအောင်ငှားပြီးတော့ရှေ့ဆုံးကတယောက်ကို ပုံနာလို့ဝေခရုတင်းတလုံးရှာပေးပြီးတော့ကျုပ်ကမှုတ်တော့လို့အချိန်ကြိုက်ပြီးတော့အချက်ပြတာနဲ့အဲ့ဒီကောင်ကခရုတင်းမုံနောက်မှာအစ်တအနေထားနဲ့စီတော်ကခရုတင်းမှုတ်လိုက်တာနဲ့စာတီးစီတော်ရွှန်းနေပေါ့ဗျာစီတော်တန်ကြားတာနဲ့နောက်ကတန်ဃာတန်းကြီးကကြွအဲ့ဒီနောက်ကြော့အဲ့ဒီနောက်က ဥပဒကအဖွဲဥပဒကအဖွဲနောက်ကရှင်လောင်းတွေရဟန်းလောင်းတွေမြင်းနဲ့ရွှေထီးဆောင်းပြီးတော့လိုက်ပါအဲ့ဒီမှာမှကြားဖြတ်ပြီးတော့ကိုနှောင်ไก่အိုးစီဝိုင်းဒိုးဘတ်ဝိုင်းအစင်ပြေတလို့စီပြီးတော့လှည့်ဖို့အားလုံးစီစဉ်ပြီးတာညနေ3:00နာရီမှစလှမ်းမယ်ဆိုပေမဲ့တနာရီလောက်ကလေးကအားလုံးကြောင်းမှအတိတ်ဖြစ်ရမယ်လို့နှိုးဆော်ထားတာကိုဟာကိုနေရာယူပြီးတော့အတိတ်ပြင်ကြရင်းနဲ့ အချိန်ကုန်ကြပါလေလော်စော်ထားနိုင်မှတန်ရာကြမှာကိုအဲ့ဒီလိုစွန့်စံစည်းင်းနဲ့စုပေါင်းရှင်ပြုအလှခံရဟန်းခံအရက်ထဲလှဲ့မဲ့အကြောင်းကိုပထမရက်ကလေးကစာရွက်တရွက်ရေးပြီးတော့ကာလသားကောင်းအောင်မောင်းကိုစိုက်ကားနဲ့မိုက်ခရိုဖုန်းတစ်လုံးတက်ပြီးတော့လှဲ့အော်ခိုင်းထားတယ်။စုံလောင်းမဲ့လူတွေအတင့်ပြင်ထားနိုင်အောင်လို့ပေါ့။နောက်တနေ့တကယ့်ရက်လည်းရောက်ရောမိုးလင်းကလေးက ဆလွဲတော့တာဗျို။ဆရာတော်မွေးနေတဲ့နေ့9:20အချိန်ကောင်းရောက်တာနဲ့ကျုပ်ကပတ်တလားဆရာနဲ့စောင်းဆရာကို အသိပြင်ခိုင်းထားပြီးတော့အောင်စီပိုင်စီ နိုင်စီပွဲခေါင်ဥရန်ငယ်ဆောင် မလို့လောက်တော့ရှိသေးတယ်ခင်မိချင်းတဲ့တကာတကာမတွေကမွေးနေ့ကိန်းကြီးကင်ပြီးတော့ဝင်လာကြပါလေရောဖျောင်းနိုင်နေစိုက်ကြလို့ဆရာတော်ရောကျုပ်ကမျက်လုံးတွေပြူးသွားတာပေါ့ ဆရာတော်ကဘာလို့ကြောက်မလို့လဲကွယ်လို့မဟာနာနေမလို့ကြပါနဲ့ကွယ်လို့လေတံပြော့ပြော့ကလေးနဲ့ပြောရှာတယ်။ကျုပ်ကလည်းနောက်ကအင်းနဲ့အားနဲ့ပါလာတဲ့ကောင်လေးကိုဖုံးကြီးနဲ့မွေးနေကိန်းနဲ့ဖျောင်းနိုင်နေဘာမှမဆိုင်ဘူးကွာ။ပတ်တလားဆရာဆက်တီးလိုက်ဆိုတော့မှနောက်က Happy Birthday ဆရာတော်လုံးဝလူတွေကလည်းတွန့်သွားပြီးတော့ပတ်တလားဆရာရဲ့အကြော်တစောနဲ့ပြောလို့မကုံပေါင်းဆိုတဲ့အတန်း ထွက်လာတော့တယ်။အခြေအနေနဲ့အချိန်ခါမကြည့်ပဲခင်မိကျင်ကြတာကိုပြောပါတယ်။ကျုပ်ကလည်းတင်ခဲ့မိပြီတကို။သူများထက်ခင်တော့မကြံစည်နဲ့လို့လေ။နနက်ပိုင်းပြီးသွားလို့နေ့ခင်းဘက်အစီအစဉ်ကြမှာ ပိုဆိုးတော့တာပဲပြော။ညနေ3နာရီလှည့်မဲ့အစီအစဉ်ကိုနေ့လယ်တနာရီကလေးကအတိပြင်ထားရမယ်လို့မှားထားတဲ့ကျုပ်စကားထက်တောင်မှပို့ပြီးတော့ဝရိယကောက်နေကြတဲ့ တကောက်သားတွေကတဏှာရီတော့မထိုးသေးဘူးအလုံးအသင့်ဖြစ်နေကြပြီဒီကောင်တွေအဲ့ဒီနေရာမှာတော့စိတ်ချရတာလို့ကြုတ်စိတ်သေးကချီးကျူးမယုံရှိသေးတယ်ရှေ့ဆုံးကခရုသင်းကင်ဆောင်ထားတဲ့ကောင်က နေရင်ထိုင်ရင်နဲ့ခြင်းချင်းတက်လာလို့ပဲလားကျုပ်အချက်ပြတဲ့အချိန်ကျမှ ရုတ်တရက်မှုန့်လိုက်ရင်အတန်မထွက်မှဆိုးလို့လားမသိပါဘူးခင်ဗျာခရုသင်းကိုပါဇက်မှာတည့်ပြီးတော့ဆက်မှုန့်ကြည့်တဲ့တူကလေး ဆွဲဆွဲငင်ငင်အတန်လဲထွက်ရောနောက်ကစီတော်ကြီးကလည်းမြုံမြုံနဲ့စပြီးတော့စီတော်ဖွဲ့ကလည်းကကွက်တွေနဲ့ထွက်ပါလေရောစီတော်လဲရှွန့်ကြရောကျောင်းထဲမှာထိုင်နေတဲ့တန်ဃာတော်တွေကလည်းကပန်းကရမ်းနဲ့စီတော်နောက်ကနေတန်းစီပြီးတော့ကြွပါလေရောအဲ့ဒီမှာကျုပ်ကကျောင်းနောက်ထဲမှာရေဝင်နေတာခရုတ်သေးမဟုတ်တဲ့စီတော်တန်ရှွန့်နေကြလို့ကပန်းကရမ်းပြေထွက်လာပြီးတော့ ဟဲ့ဟဲ့ဟဲ့ကောင်လေးဘာလောက်ကြတာလဲအစောကြီးရှိသေးတယ်ငါမပြောဘဲနဲ့ဘာလို့မှောက်တာလဲကွာလို့ရက်ရက်ကျုပ်ကရက်ဆိုပေမဲ့ခရုတင်ကရက်နေပြီစီတော်ကလည်းတီကောင်းတော့ရက်ရမလားဆက်တီးရမလားနဲ့ဝေခွဲလို့မရတဲ့ပုံနဲ့ကျုပ်ကိုကြည့်နေတော့စိုးခံကြမယ်ဆရာတော်တွေကလည်းဟဲ့တကားဘာလို့ရမှာလဲဖုန်ကြီးတို့ကဆက်ကြွရမှာလားရက်နေရမှာလားလို့ဘူးဆက်ဆက်မေးတယ် ဟုတ်တာပေါ့နေကြီးချစ်ချစ်တောက်ပူတဲ့အောက်မှာအားလုံးကတန်းစီပြီးကြွလက်စာကြီးဟာကျုပ်လဲရုတ်တရက်ဘာပြောရမှန်းမသိပါဘူးနောက်မှမထိုးတော့ပါဘူးဆိုပြီးတော့ကြွပါတော့ဗျာဆက်တာကြွပါကဲစီတော်လဲဆက်တာတီးပြီးတော့ထွက်တော့ဗျာဆိုပြီးတော့စူစံလေးလာပြီးတော့မှုန့်ကြည့်တဲ့ခရုတင်စီရတော့နောက်ကနေဒါအောင်လျှောက်လိုက်ရတော့တယ်နောက်ကရှင်လောင်းတွေ ရဟန်းလောင်းလေးကိုနှောင်ခိုင်းနေဆိုတာလဲတို့ပဲလေးတော့မှပြန်မရိုက်နိုင်ရှာတော့ဘူးကတောင်ကနေနဲ့ချက်ချင်းအမိလိုက်ကြရတာဟာဆရာလေးဆရာလေးရှေ့တော့ုံသွားလေတော်ကြရက်ွက်တဲ့ဘယ်ကဝင်ပြီးတော့ဘယ်ကထွက်မှန်းမသိပဲဖြစ်နေုံမဲရှေ့မှာခလေးတွေဆရာလေးကရှေ့ကလမ်းကြရမှာမဟုတ်လားလို့ရဟန်းလောင်းတစ်ပါးကလမ်းပြောမှာကျုပ်တရိယာပြီးတော့ဟုတ်သားပဲဆိုပြီးတော့ နောက်ဆုံးရောက်လူလူကနေပြီးတော့ရှေ့ဆုံးကိုပြန်ပြေးတက်ခရရတယ်။ဆရာလေးတိုက်ပုံတိုက်ပုံတိုက်ပုံရင်းကြီးကြံခဲ့ပြန်ပြီ။ရော့ရော့နောက်ကဘသူပေးမှမသိရဲ့တိုက်ပုံဖြူကိုလည်းဆွဲဝိတ်ပြီးတော့တရော့တော့ပါနဲ့ကျုပ်ရှေ့ကိုဘယ်လိုရောက်သွားမလဲမသိလိုက်ဘူး။ထွက်ထွက်ဆိုလို့သာထွက်လာကြတယ်။ကိုကိုကိုဘာကံမှမသိဘူးဆိုတော့ပွဲတဲ့ကလူရှင်တော်တွေပြောနေတာကိုဖျက်ခနဲတတိယလိုက်တယ်။ရက်ွက်ချင်း ။ဆောင်းလောင်းမဲ့လူတွေလဲဖောက်ပူမိလိုက်တွေဖြစ်လာတော့မှမမြောင်သေးတယ်။အင်းဒီရက်ကွက်နဲ့ဒီလူတွေနဲ့ကျုံနေတော့ရှေ့ရှောင်းကိုရက်နဲ့ကိုစံတမ်းမြောင်ဟုတ်ကဲ့ပါရှင်ဆက်လက်ဖတ်ပြပေးမှာကတော့ဆီယာမကြီးတမ်းမြင့်အောင် ရေးသားထားတဲ့အခွန်များဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါရဲ့ရှင်။နားဆင်ပြီးကြပါအောင်ရှင်။အခွန်များအနှစ်သာရမဲ့တော့ အပေါ်ရန်အပြုံးများနဲ့နှလုံးသားမပါသောလှုပ်ရှားမှုမှန်သမျှကိုတတ်မှတ်ချက်တစုံတရာတော့ပေးဖို့လိုအပ်နေကြောင်းကျမမကြာခဏတတိယမိနေသည်စိတ်ကူးများစွာနှင့်ရှောက်လာနေရင်းမှာအမတ်မတင်ရက်တန်သွားသောခြေလန်းအချမှာ ရုတ်တရက်တတိပြုမိသောအရာကတော့တစ်ချိန်သောကာလကမော်တော်ယာဉ်များ ရက်တန်ပေးရလောက်အောင်လူစီကားခဲ့သောလူသုံးကုန်ပစ္စည်းများပြည့်ရှံနေခဲ့ဘူးသော ထိုအဆောက်အုံတည်ကြည်၏အောင်နာအရောက်မှာပင်ဖြစ်သည်မကြခင်မှတ်တိုင်တစ်ခုစီတို့ကျမရောက်လာခဲ့သည်ဘတ်စကားစောင့်နေစဉ်အတွင်းမှာပင်မိတ်ဆွေမိတ်ဟောင်းဆွေဟောင်းတယောက်မောင်းလာတော့ကားတစ်စင်းကကျမအနီးမှာရက်ပြီးတော့ကျမအားလမ်းကြုံလိုက်ရန် ခေါ်သည်သူတို့ဇနီးမောင်နှံဤဖိတ်ခေါ်ချက်ကိုညှင်းပယ်လိုက်ခြင်းကရရကြသွားခြင်း ရှိမရှိထက်ကျမစဉ်းစားမိသည်က ကိုထွန်းလွင်ဆိုသောလူတယောက်အကြောင်းသာဖြစ်သည်ကိုထွန်းလွင်ဆိုသူက သူတို့ဇနီးမောင်နှံဤအာကိုအာထာပြုခဲ့သောမိတ်ဆွေစီကြီးတယောက်ဖြစ်ပါသည်ကျမတငယ်ချင်းဖြစ်သောထိုအမျိုးသမီးကိုမပြည့်မစုံနှင့်အိမ်ထောင်ပြုလိုက်သောထိုအမျိုးသားစောစောကကားပိုင်ရှင်ဇနီးမောင်နှံတို့ဤအိမ်နောင်ဦးကိုကိုထွန်းလွင်ဆိုသောနောက်အခါသူတို့မိတ်ဆက်ပေး၍ မိတ်ဆွေဖြစ်ခွင့်ရခဲ့တော်သူကအဆဆရရာကူညီထူထောင်ပေးခဲ့ကြောင်းကျမတို့အတိုင်းဝိုင်းတစ်ခုလုံးကတီးခဲ့ရပါသည်သူတို့အိမ်တော်တက်ဤသုံးပုံတပုံခန့်မှာကိုထွန်းလူဤအကူအညီအထောက်ပံ့နဲ့ထူမတ်လာခဲ့ပြီးတော့ကိုအိမ်ကိုရာကိုလုပ်ငန်းနဲ့အခြေတကျရှိသောအခါတွင်တော့ကိုထွန်းလင်ဆိုသူတယောက်ကိုသူတို့မေးချခဲ့ကြသည်ကင်ဆာယောဂာနဲ့ဆေးရုံတင်ရသောကျမဤဘာကြီးတယောက်ထံ အတော်ရင်ဆေးရုံကြီးကင်စာဝတ်နိုင်အမိကျွယ်မဲ့ဝေဒနာတဲ့ကိုထုံးလေးကိုကျမအမှတ်မထင်တွေ့စဉ်ကတော့သူတို့နှစ်ယောက်ထံတကူတကအကြောင်းကြားပေးခဲ့မိသေးသည်ဆေးရုံမှာနှလတာမြနေခွင့်ရသောဗာကြီးထံသွားတိုင်းကိုထုံးလင်ထံကျမဝင်ဖြစ်တော်လေကိုထုံးလွေဆုံးသွားသည့်အထိသူတို့ရောက်မလာကြကြောင်းတရားဒီအခါမှာတော့လူတချို့ဤတုံ့ပြန်မှုအားကိုကျမအတော်လေး ထိတ်လန့်တုန်လှုပ်ခဲ့ပါသည်သူတို့နှစ်ယောက်နဲ့ကိုထုံးလေအကြောင်းစဉ်းစားနေစေပါပြီမှတ်တိုင်တို့ဘတ်စကားတစီကထိုးဆိုင်လာ၍ကျမအတွေးစားများ ပြတ်သွားကဘတ်စကားပေါ်သို့တက်ရက်လိုက်သည်ဘတ်စကားပေါ်မှာမတ်တရက်လိုက်ပါရင်မရေမရအတွေးများက ကျမရင်ထဲသို့ စီးမြော၍ဝင်လာပြန်သည် တာဝင်မှလမ်းမတော်သို့လိုက်ပါလာသောအများသောဘတ်စကားတစီပေါ်ကကျမနှင့် တက်စီတစင်းကိုလက်တားပြီးတက်တောင့်တက်တာလိုက်ပါလာတော့မိမတယောက်ဤအဓိကကွာခြားချက်မှာမပြောပါတော့တော့အချိန်ကွာခြားမှုနဲ့ပြောပါတော့တော့ခရီးကစိတ်ခရီးစရိတ်ခြားနာမှုမှလွဲ၍ရောက်ရှိသွားတော့နေရာဒေသကတော့အတူတူပင်ဖြစ်ပါသည် သို့သောအများသုံးဂုံတိုက်တစ်ခုနဲ့ပုဂ္ဂလိကစတိုးဆိုင်တစ်ခုအတွင်းတို့ဝင်ရောက်ဆက်ဆံကြည့်တော့အခါရင်တော့အရာရာမှာ ထုတ်ထွေချာနာမှုမိတို့မြရှိမနေတော့တာကတော့အံ့ဩစရာတစ်ခုဖြစ်နေပြန်သည်အထည်အတွက် အလှကျဲသည်များကို ရှာဖွေရင်းမှရောင်စုံချိတ်ဆွဲထားသောပိတ်ဆဒီဇိုင်းလက်လာများကိုမြင်သောအခါတွင်တော့ကျမထံဒီဇိုင်းတစ်ပေါ်တိုင်းအင်းကြီးတော်တော်များများအလေးရှိသည်ဖောက်တဲ့အမျိုးသမီးခက်ချောချောတယောက်ကိုသတိပြေးရလိုက်သည်ကျမတပည့်မလေးတယောက်ကဂန္ဓာယုံကြီးဟုအမည်ပေးထားသော ထိုအမျိုးသမီးကြီးအင်းကြီးလာအပ်လျင်လူရောက်မလာခင် အကောင်စားရေမွေးနှံ့များကကျမတို့ကို အရင်နှုတ်ဆက်လေးရှိသည်အင်းကြီးတစ်ခါအပ်လျင်၆ဆုံ9ဆုံအပ်လျရှိသောထိုအမျိုးသမီးကအင်းကြီးအတိုင်းပေးတော်အခါရင်တော့ဘယ်တော့မှမပြောင်းလဲတော့အညိုရောက်ပါလှဟောင်းနှန်းနေတော့အိမ်တွင်းဝိဘလောက်တထဲတထဲသာဖြစ်ဒီကိုကိုတိုင်းတိုင်းရင်လဲလက်မခံအခြားအင်ဂျီများနေလဲစိတ်တိုင်းမကြပဲနဲ့ အစင်သွေးဘလောက်ပြောင်ပြောင်အယောင်ဘလောက်ဆုံဆုံချုပ်သည်မအင်းကြီးများအတွက်ထိုတထဲသောအတိုင်းအင်းကြီးကြောင့်ညက်ပေးရသောတပည့်မတပည့်မလေးများက မကြာခဏ စိတ်ကတိကအောက်ဖြစ်ခဲ့ရမှုသည်ပြန်ပြောရင်ယုံနိုင်စရာမရှိတော့မလျှော်မဖို့ပဲနဲ့အမြဲတစေယူလာပေးတတ်သည့်ရင်းအင်းကြီးအညိုရောင်စိုးထိုင်းထိုင်းကလေးထဲမှာ အနံ့ဆိုးများကမိဖို့နဲ့ဖြီးပြီးတော့ပုံချလိုက်သည်နှင့်အခါတိုင်း အငွေ့ပြန်တက်လာသည့်အော်ဂလီဆန်စရာလက်ပတ်စောအနန်းကြောင့်ကျမမှမကြခဏပြုတ်ဟန်ခြင်းစိတ်ကိုမြို့သိက္ခာအသက်အောက်နေခဲ့ရဘူးသည်ကိုဝစ်ပြီးသားအင်ကြီးတစ်ထဲကိုမလျှော်မဖို့ဖဲနဲ့ကိုတိုင်းလာပေးတဲ့တော့၎င်း၏စာနာစိတ်နှင့်ရှက်ယူမှုကိုကျမနားမလည်နိုင်ပြပြဖြိုးဖြိုးကိုလုံးတောက်တောက်မျက်နှာကျလှလှနေထုံမိမ့်မပြန်ထွက်သွားတိုင်း သူ့ရုပ်သူ့ရည်လေးနဲ့ဒီလောက်ညစ်ပတ်ပြီးတော့အာမနာတတ်တဲ့အကြောင်းကျမတို့ပြောပြရင်ဘယ်သူယုံမှလဲနော်ဟု ပြောတတ်သည့်တပည့်မလေးဤစကားကို ကျမကအမြဲတစေမချိုပြုံးနေတုံ့ပြန်ခဲ့ပါသည်ထို့သောပြုံးနေရင်းနေပြီသူပေးထားသောအင်ဂျင်တိုင်းဘလော့စ်အညူရောင်လေးကိုကင်တွယ်တိုင်းထွာနေရင်မှ ကျမ၏အတွေးအိမ်အထဲမှာပြင်းမှုများကျုံးလွန်နေမိသည်ကအခါခါပင်၎င်းအင်ဂျီကို ။နောက်တစ်ခါအတိုင်းပေး၍မရတော့အောင်ကက်ကြီးဖြင့်အစိမ့်စိမ့်မွားမွားဖြစ်အောင်ညက်ပြစ်နေမိခြင်းနဲ့မိကျွမ်းသွားအောင်မိဘူးနဲ့အကြကြီးကက်ချားကဖြက်စီပစ်လိုက်ခြင်းတို့ဖြစ်သည်။သို့တော့ဂျမထန်တွင်အတုံးငွေပြတ်သွားသည့်နေများတွင်တော့အနှံ့ဆူဆူတစ်ခုနှင့်အတူ ထိုအင်းကြီးအညူရောက်စူထိုင်းတိုင်းကလေးတစ်ထည်ကိုတယ်ဆောင်လာသည့်တယ်ဆောင်လာသည့်မျက်နှာပန်းလှလှနှင့်မိမတယောက်လာမဲ့လမ်းကိုပဲ ကျမမျောနေမိပြန်သည်ဖဲပြများနဲ့အလှကျဲသည့်မျိုးစုံရောင်းသောကုံတိုက်ပထမထက်မှစိုင်းတဆိုင်အရောက်တွင်တော့ကျမအတွက်လိုအပ်သောအရောင်အသွေးနှင့်အလှကျဲသည့်များကိုရှာဖွေတွေ့ရှိပြီးမို့ဝယ်ယူပြီးတော့အောက်ထပ်သို့ပြန်ဆင်းလာစေမမျော်လင့်ပဲအကုန်ရင်းခဲ့သူချစ်ခင်လေးစားရသော ကျမဤခဲအိုနှင့်တွားတွေ့ဆုံခဲ့သည်ကျမကိုတကယ်မမြင်လားမမြင်ဟန်ဆောင်ပြီးတော့ ကွစ်ပက်ကြောဖြတ်သွားတာလားတော့မသိတော့သူနဲ့လက်ချင်းချိန်ထားတော့ရွှေရွေတီးနေအောင်ဝတ်ထားသည့်အမျိုးသမီးကတော့ကျမ၏အမမဟုတ်တာတေချာလုံးနေသည်မမနဲ့သူ၏တမီးကိုချစ်လွန်လာတော့တမီးလေးနာပြားနေလေမျက်ရည်လဲအောင်ခံစားတတ်ရတော့သူ့ကိုတော့ကျမလူမရလောက်အောင်တော့ညံ့ပြင်းမှုမရှိပါ နေရာမှာခဏရက်ပြီးတော့ထူပူစွာနဲ့မလုပ်ရမှန်းမသိအောင် ကျမဖြစ်သွားခဲ့ပါသည် ထိုအမျိုးသမီးကို သူ့မဇနီးနှင့်သမီးရှိမှန်းမသိအောင် ဖုံးကွယ်ပြီးတော့အလိုဆန္ဒတစ်ခုခုကြောင့်ချင်းကပ်ခံရတော့ယုံကြည်လွယ်သူထိုမိမကိုလည်းကျမစာနာကြည့်နေမိရင်ပလက်ဖောင်းပေါ်သို့ရောက်လာသည်မီးပွိုင်တနေရာရောက်မှစိမ့်နေသောအချက်ပြမီးနှင့်အရှိန်မြင့်မောင်းလာသောဂါဒန်ကြီးကို ရက်တန့်ဆောင်ဆိုင်နေစဉ်ပလက်ဖောင်းနှခမ်းကိုကြော်ပြီးတော့ ကားလမ်းမအဆက်နာသူဘုတ်ခနဲကြလာတော့အတန်ကြောင့်ငုံကြည့်မိလိုက်တော့ငပြောသည်သုံးလေးခုကို တွေ့လိုက်ရသည်ဘေးဘီဝဲရကိုကြည့်တော့ငပြောခုံပြစ်သူပြစ်သူကို ရုတ်တရက်မတွေ့မီနောက်တော့မှအနောက်ဖက်မှာဆိုင်ငန်းတစ်ခုတွင်ဘေးကက်ပြီးတော့ရက်နေသောလူတစ်ယောက်နှင့်သူ့လက်ထဲမှအစားလက်စငပြောသည်တလုံးကျမရင်ထဲမှာတော်တော်စီကမ်းမရှိတဲ့လူပဲ ကားလန်းကူးတဲ့နေရာကိုမှငပြောခုံပြစ်ရတယ်လို့တယောက်ယောက်များအရှိန်နဲ့ကူးပြီးတော့ပြစ်လဲသွားလို့ရှိရင်ချိန်မိရင်တော့ဒုက္ခပဲလို့တွေးနေတော့မှပဲကျမဘေးကဖြတ်သွားတယ်အသားဖြစ်ဖြူခန့်ငယ်ငယ်ကောင်းလေးတယောက်ကရှေ့ကိုနည်းနည်းကြော်သွားပြီးမှငပြောခုံနေကြနေတဲ့နေရာကိုပြန်ခဲ့ကြည့်ပြီးတဲ့နောက်နောက်ကြောင်းပြန်လှည့်ပြီးတော့တခုစီလိုက်ကောက်ခါခက်လန်းလန်းကအမိုက်ပုံထဲကိုသွားထည့်လိုက်တယ် သူတို့နှစ်ယောက်ရဲ့လှုပ်ရှားမှုကို အမှတ်မထင် မြင်လိုက်ရတဲ့ကျမနဲ့ကာလန်ကူသူတချို့ရှိမှာပဲအဲ့ဒီလူကရှေ့ရမ်းရမ်းပြီးတော့ကောင်းလေးကိုဟဲ့ကောင်မင်းကဘာလူတွင်ကျဲလုံနေရလဲကွာငါလူကွာအတိတရားရှိတယ်တော်ကြရင်မှိုက်ကျုံးနဲ့လူလာတော့မှမို့လို့ပြစ်ချတာကွာနားလေလားဒီနေရာမှာသူတော်ကောင်းလာလုံမနေနဲ့လို့လှမ်းဟောက်လိုက်တယ်လူကြီးကိုကောင်းလေးကရုတ်တရက်ကြောင်းပြီးတော့ကြည့်နေပြီးတော့မှဘာမှမပြောဘဲနဲ့ ခြာကနေလှည့်ထွက်သွားတာကို ကြည်နေရင်ကျမလူနှစ်ယောက်စီမှာပါလာတော့အုံနောက်တစုံတည်းကအခွန်အကာနဲ့အနှစ်အသားကို ပိုင်းခြားနေမိသည်လူလောကကြီးထဲမှာအနေကြလာတာနဲ့အမျမကြာခဏလွဲချော်နေတတ်သောအတွေ့အကြုံများကို စကားဝိုင်းဖွဲ့ပြောမိတတ်သည့်အခါများတွင်တငယ်ချင်းတစ်ယောက်ထံမှကြားရသောတချို့လူတွေဟာအုံနောက်မပါဘဲအသေးနှလုံးမပါဘဲနဲ့စာနာမှုမပါဘဲ အပေါ်ရန်အကာလေးတစ်ခုတည်းနဲ့ရှင်တန်နေနိုင်ရတယ်။အဲ့ဒီလူတွေဟာတိတ်စိတ်ဝင်စားဖို့ကောင်းတယ်။ဆိုတော့စကားတခုကိုတွားတရရသည်။ platform တနေရာတွင်တော့ရှင်းလင်းကြေပြတ်နေသောရောင်စုံကြောက်ပြားများကိုဖြတ်ကျော်နင်းလျှောက်လာစေ။မျက်နှာချင်းဆိုင်အရှိတူရှုမှရှောက်လာသော အရက်ထဲမှ လူကြီးလူကားဟုတတ်မှတ်ခြင်းခံရသည့်ပုပ်ကိုကြီးတူဦးဤညင်သာတိမ်မွေ့သောနှုတ်ဆက် ပြုံးကိုတော့ထိတွေ့ခန်းစားလိုက်ရသည့်ခဏကျမချက်ချင်းပင်တန်စင်မဲ့အပြုံးတစ်ခုဖြင့်တုံ့ပြန်ပြလိုက်သည် ကျမ၏မြင်ကွင်းထဲမှထိုပုတ်ကိုပျောက်သွားသည်နှင့်တပြိုင်နက်ကျမ၏အပြုံးများကလည်းပျောက်သွားပြီးတော့သူ့ရဲ့ရွာနေဆွေမျိုးသားချင်းများကြားတွင်တိုးပဲ့ပျက်စီးလာခဲ့သောသူ၏ကိုချင်းတရားနှင့်ဂုံတိတ်ခါများကို ကျမတို့ပတ်ဝန်းကျင်တွင်လာပြီးတော့ပြန်လည်တိဆောက်နေသောသူ၏ဂျိုးပန်းမှုများကိုတရိယာသွားသောအခါ၌က စန့်ကျင်ဘက်များနဲ့တိဆောက်ထားသော လောကကြီးထဲမှာအခွန်များက ကျမအတွက်စိတ်ဝင်စားစရာပိုကောင်းလာသည် အခွန်များအကြောင်းကိုစဉ်းစားတွေးတောလာမိရင်နောက်ဆုံးတတိပြုမိသောအကြောင်းအရာတစ်ခုကတော့စောစောကပုဂ္ဂိုလ်ကြီးကိုခံစားမှုမပါပဲပြုံးပြလိုက်မိတော့ကျမကိုယ်တိုင်းလည်းတခါတရံအခွန်တစ်ခုဖြစ်သွားတတ်သောကိစ္စကိုပဲဖြစ်ပါသည်အခွန်များ တမ်းမြောင်စပယ်ဖြူမဂဇင်းဟုတ်ကဲ့ပါရှင်ဆီယမကြီးတမ်းမြောင်ရေးသားထားတဲ့ကိုရရနဲ့ကိုစံဆိုတဲ့ဝိချူလေးနဲ့အခုံများဆိုတဲ့ဝိချူလေးကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နားဆင်ပေးခဲ့ကြသူညီကိုမောင်နှမတဦးတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးများကြီးတင်ပါရဲ့ရှင်။ကျန်းမာပြီးတော့ဘေးကင်းကြပါသေးရှင်။လိုအပ်ချက်များရှိခဲ့တဲ့အခါမှာလည်းဒီခံနားလည်ပေးကြပါအောင်ရှင်။